ငွေကို manifest လုပ်ကြမယ်ဆိုတော့ပတ်စံကို manifest လုပ်မယ်ဘယ်လောက်လုံးမှာလဲဒေါ်လာတစ်သိန်းဒေါ်လာတစ်သောင်းအစိုက်ရှိတပြင်ပြောအခုဘယ်လောက်ဝင်နေလဲဆိုရင်ဒေါ်လာ100ဆိုရင်တော့ is nonsense ဒေါ်လာ100ဝင်တဲ့လူကဒေါ်လာတစ်သောင်းချက်ချင်း manifest လုပ်ဖို့တော့ can be မဖြစ်နိုင်ဘူးဖြစ်လည်းဖြစ်မှာပေါ့เนาะဒါပေမဲ့ you have to take long time ဆိုတော့ manifest လုပ်ဖို့အတွက်ကို I want to set a goal for this time ကဥမာအာကျွန်တော်ဟိုအနေနဲ့ပဲပြောလိုက်မယ် ဒေါ်လာနဲ့ပဲပြောမယ်ပေါ့နော်ဥမာထားပါတော့ဒေါ်လာ100ဝင်တဲ့သူဆိုလို့ရှိရင်ဒေါ်လာ300 400မြန်မာငွေနဲ့ဆိုလို့ရှိရင်ထားပါတော့တစ်လောက်10သိန်းဝင်တဲ့သူတစ်ယောက်နေနဲ့သိန်း20သိန်း30 so can be 2 to 3 times is can be your affordable price during uh 6 month or a year a year ပေါ့6လတစ်နှစ်အတော်အတွင်းမှာ because တခါလေကြတော့ကိုက manifesto လုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီ manifest လုပ်လိုက်တဲ့အပေါ်မှာဘာဖြစ်လဲဆိုတော့ အကိုနဲ့အလန်းဝင်းလုံးနဲ့အခုချိန်မှာကိုကဒေါ်လာ1000လောက်ပဲရှာနိုင်တဲ့သူကငါဟာမီလီယနာဖြစ်ချင်တယ်ဆိုပြီးတော့ရှင်တော့ six figure seven figure ယူသွားပြီးတော့မှန်းနေဆိုတဲ့အချိန်မှာမဖြစ်နိုင်ဘူးမပြောဘူး long time ဖြစ်ချင်တာရတယ်ဒါပေမဲ့တနည်းနည်းနည်းသုံးနှစ်တော့ဒီမှာ too much လောက်ချင်တယ်ဆိုတဲ့အချိန်မှာမလုံနိုင်တဲ့အချိန်မှာအယုတ်ကျိုးပြက်ကိုပဲအားပြန်ရမှာ စိုးရင်လည်းအားပြက်ရမှာစိုးရင်လည်းဆိုတဲ့အချိန်မှာကို့အတွက်လည်း logical amount တော့ဖြစ်စေချင်တယ်ဟုတ်ပြီ အဲ့တော့အရင်ဦးဆုံးကျွန်တော်တို့ money manifestation ပါမယ်ဒီနေ့ကိုရီပတ်ဆက်ဘလောက်စပြီးတော့ manifest လုပ်မလဲ10သိန်း manifest လုပ်ထားရှာနိုင်တဲ့သူအနေနဲ့က maybe သိန်း3450ချိရနိုင်သေးတယ်သိန်း100ရှာနိုင်တဲ့သူအနေနဲ့ကသိန်း3500ချိရနိုင်သေးတယ် okay သိန်1000လောက် income stream container ရှိတဲ့သူအနေနဲ့က like သိန်း3500ချိတော့လို့ဖြစ်နိုင်တယ် ကိုကိုကိုခန်းစားကြည့်ခန်းစားကြည့်ဆိုတာ is amount is not matter တယောက်နဲ့တယောက်ကလည်း amount ပြိုင်စရာမလိုဘူးတယောက်နဲ့တယောက်ကလည်း음ဘယ်လိုပြောမလဲဟိုရှင်စရာမလိုဘူးပေါ့နော်အဲ့ဒီ amount နဲ့ကိုနဲ့ငါလုံနိုင်သလားဆိုတော့ကိုကြိုက်နေတတ်တဲ့ amount ပေါ့ကိုခန်းစားလို့ရတဲ့ amount ပေါ့ဒီတိုင်း blind ကြီးကိုနဲ့ connection မမိတဲ့ amount ကိုပြောလို့မရဘူးမ30သိန်းသမ30000လောက်ချင်တယ်ဆိုရင် connection ကမမိနေဘူးကိုနဲ့ ကိုကိုပြောချင်တာသာပြောလိုက်တာအဲ့ဒါအဲ you know ကိုပြောတဲ့တိုင်လည်းကိုကလုတ်ဖို့လိုအပ်သေးတာ။အိုး manifest ဆိုတာတိုင်ကြီးစာရေးပြီးတော့ပြီးသွားတာမဟုတ်ဘူးလေ။အဲ့လောက်လေကျမကလည်း H လောင်းဆိုပြီးတော့လုံနိုင်တယ်။ဟိုဘယ်လိုပြောရမလဲ။ I'm not an angel at all ။ဆိုတော့ angel လည်းမဟုတ်နေဘူးလေ။ဆိုတော့အခါမှာကိုကလည်းကို manifest ထားထားတယ် intention ထားထားတယ်ဆိုတဲ့အပေါ်မှာတော့ action ယူဖို့ကလည်းကိုရဲ့ responsibility ဖြစ်တဲ့အတွက်ကိုလည်း action ယူနိုင်တဲ့အမှကနေစမယ်။ ဆိုတော့ for me ပြီးခဲ့တဲ့လကပြီးခဲ့တဲ့ဒီလမဟုတ်ဟုတ်တလားအကျွန်တော်ကျွန်တော်ရဲ့နောက်ဆုံး target ကို900တင်900 fast လောက်ထားတယ်ဒီရယ် okay ပြီးရဲ့အချိန်မှာဒီလကစပြီးတော့ကျွန်တော် intention set လောက်တာ88ပေါ်တယ်မှာတင်းတထောင် set လောက်မယ်နှစ်ဆ6လအတော်တွင်တစ်နှစ်အတော်တွင်ပေါ့နော် now 88ပေါ်တယ်မှာတလောက်တင်းတထောင် okay ရပြီနော်ကွာကိုရေးထားကြရေးထားကြရဲ့ဆိုတဲ့အချိန်မှာနောက်မေးခွန်းတစ်ခုမေးမယ်